ရွယ်ချမည်ဆာနာကူကြီးပေးပြီးတော့ရလဲတွင်ကြီးရဲ့ရင်တွေတော့ပြီးပြီးတက်တီတဆာညီရန်သူအာနာယူမြချေမုံမြခင်ပြီးမြေပညာနဲ့ဆွဲပြက်ကြီးယုံကြည်သည်ဘာမတီး မဖြစ်မနေလောက်ရမယ်ကျွန်တော်တို့ကကျမ်းမာရေးကျိုးပဲ့စိတ်တဲ့ကျိုးပဲ့စုဖွဲ့မှုကျိုးပဲ့ရန်သူဟာကျွန်တော်တို့လက်နဲ့နဲ့ချိန်မုန်းစရာမလိုပဲနဲ့အတလွတ်အနိုင်ရအောင်မဖြစ်အဲ့တော့ကျွန်တော်တို့ရဲဘော်တွေဟာဒီ၃ရက်ကိုမဖြစ်မနေလိုက်တာဆောင်ရွက်ရအောင်အဲ့ဒီ၃ရက်နဲ့အညီစံကျင်ဘက်ဖြစ်တဲ့ရန်သူကိုကျွန်တော်တို့ကဖြုတ်ဖြက်ကြအောင်အဲ့တော့ရန်သူကိုကျွန်တော်တို့ကကျမ်းမာရေးဖြုတ်ဖြက်ရမယ် စိတ်တက်ဖြူဖြဲရမယ်စူးဖွဲမှုဖြူဖြဲရမယ်ပြီးရင်လက်နဲ့နဲ့လက်နဲ့ချင်းအနိုင်တိုက်ယူပါဘူးဒါရဲဘော်တို့လက်တွေ့ဘဝမှာလိုက်တာကျင့်သုံးဖို့ပါကျင်တာဖြစ်ပါတယ်ကိုစီအသက်ပေးကြတရေကောင်းပေါင်းလို့ဒီတမိုင်းချင်းပေးဆက်သေးကြတတိပြုသင်စာတီကြည်လူလူလူပေါင်းဒီဆန်ကြပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ငါသုံးလာနဲ့ရောက်လာတဲ့တော်လိုင်းသမားတွေဖြစ်တယ်။တတရားသောစစ်ပွဲအတွက်အနစ်နာခံဖို့လာတာဖြစ်တယ်။နှစ်မိမိတော်လိုင်းတစ်ဖွဲ့အတွက်စေတနာရှိရှိလုပ်ဖို့လာတာဖြစ်တယ်။ဟုတ်မတရားတာကိုလက်ပိုက်ကြည့်လို့မရတဲ့ဝါဒနာနဲ့ပါတဲ့အတွက်ကြောင့်စစ်ပညာကိုလာသင်ယူကြတာဖြစ်တယ်။အဲ့တော့ဘက်တိအရေးကြီးတော့ခဏဒီကြောင်ကြောဆိုလေသင်္ကန်းတော်လေးကမိလို့မရဘူးကြားလားမဟုတ်ဘူးဒါကု ။ဒီလိုကဒီချမ်းစပြီးတော့လမ်းဆင်းပြီးရစပြီးတော့တုံလေးရဲဘုံစစ်စစ်ပြသွားတယ်။အဲ့တော့တို့လဲတဲ့ခေါင်းမှာရှိတဲ့အရာတစ်ခုရှိတယ်။အဲ့တော့ဘယ်တော့မှလူလူကိုတိစ္ဆာမဖောင်းနဲ့။တုံလေးကိုတိစ္ဆာမဖောင်းနဲ့။ဒါလား။မဟုတ်ဘူး။တက်တဆာဗီဂျူလာကျွန်တော်ဒီနာဒီ ပြည်တော်လူသားများပေါ့ပြည်တော်လူသားများပေါ့နိုင်ချက်စီးရင်နိုင်ချက်စီးရင်ပြုလုပ်ခြင်းပြုလုပ်ခြင်းနိုင်ပြစွာဆက်ဆံခြင်းနိုင်ပြစွာဆက်ဆံခြင်းမတရားသဖြင့်မတရားသဖြင့်ပြုမှုခြင်းများအားပြုမှုခြင်းများလုံးဝ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 ဆောင်ရှားပါသည်ဆောင်ရှားပါသည် ီချင်းမြတာနဲ့ကိုချင်းစာတရားထားရမှာလို့မင်းတို့အခုသင်တန်းစတတ်တယ်အခုသင်တန်းပြီးသွားပြီသင်တန်းပြီးသွားပြီဆိုလို့ရှိရင်နောက်မှမင်းတို့နောက်မှထပ်ပြီးမှဝင်လာမယ်ထပ်ပြီးမှသင်တန်းတက်မယ်အဖက်စင်ကလူမျိုးမင်းတို့ကောင်းကောင်းကိုချင်းစာတတ်တယ်ကိုကသင်တန်းပြီးအောင်ထပ်ပြီးသွားပြီလို့အဲ့တော့သူတို့ဘာတွေဖြတ်ကျော်အောင်ပါလဲသူတို့ကဘာထင်ခဲ့ရရှိလဲငါတို့ဘာတွေကူညီရမလဲငါတို့ဘယ်လိုနေရာမှာထိုင်ရမလဲသူတို့ရှေ့မှာငါတို့ဘယ်လိုရုံးမော်တယ်ဖြစ်အောင်ဘယ်လိုမျိုးလက်ဆင့်ကမ်းရမလဲဆိုရင်ကိုချင်းစာတတ်ကိုကိုချင်းစာတတ် အဲ့လိုပဲမင်းတို့အခုတင်နေစင်းပြီးသွားရင်ငါတို့ကလက်တွေ့တိုက်ပွဲတွေကိုဖော်ဆောင်ရမယ်လက်တွေ့တိုက်ပွဲတွေကိုဖော်ဆောင်ပြီဆိုရင်ဒီတင်နေစင်းလာတဲ့အခြေအနေကနေပြီးတော့မှရှေ့မှာကိုယ်မှရှိတဲ့စီနီယာတွေတိုက်ပွဲတွေ့ကြုံရင်းနဲ့ရဲဘော်တွေနဲ့မင်းတို့တွေ့ရအောင်အဲ့လိုတွေ့ရလို့ရှိရင်ဒီစားတဲ့စိတ်ကိုချင်းစားတဲ့စိတ်ခုနချစ်ချင်းမြေလာနဲ့ကိုချင်းစားတရားစိတ်ထဲမှာမြင်ရထားပါဒါမှအမိန့်လာခံမှု လေးစားမှုဆိုတဲ့ဟာကိုဒီလိုစိတ်ထဲမှာခံစားရတယ်။ကိုချင်းစာတရားနဲ့တွေ့အရင်တော့ဆရာအနေနဲ့ဆုံးမတဲ့စကားရှိတယ်။ကိုနဲ့ပေါင်းတဲ့လူက30ပဲရှိရင်ကိုက80ဖြစ်လိုက်တရားပြည့်အောင်လို့ကိုနဲ့ပေါင်းတဲ့လူက20ပဲရှိရင်ကိုက80ဖြစ်လိုက်ဒါဒီကိုချင်းစာတရားရဲ့အခြေခံပဲအဲ့တော့အဲ့ဒီအကြောင်းသုံးခုကိုဒီဒီစကားလေးမှာခြင်းနဲ့ ယုံကြည်သည်ဘာမတိဒီလူကမွေးတဲ့အောင်